ကဘာတဝန်စိတ်ဝင်တစားရှိခဲ့ကြတဲ့ပျောက်ဆုံးမလေးရှားလေရင် MH370 နဲ့ပတ်သက်တဲ့တဲလွန်စားတွေကိုရှာဖွေနေတာဟာ၃နှစ်နီးပါးခန့်ကြာမြင့်နေပြီလဲဖြစ်ပြီးအခုအခါမှာတော့ရှာဖွေမှုတွေကိုရက်ဆိုင်တော့မယ်လို့ဩစတြေးလျမလေးရှားနဲ့တရုတ်အစိုးရတို့ကဇန်နဝါရီလ18ရက်နေ့မှာကြေညာလိုက်တယ်လို့ AFP သတင်းမှာဖော်ပြထားပါတယ်။ မလေးရှားလေကြောင်းလိုက်က MH370 လေယာဉ်ပြန်ဟာပြီးခဲ့တဲ့2014ခုနှစ်မတ်လ10ရက်နေ့ကခရီးသည်239ဦးကိုတင်ဆောင်လာပြီးကွာလာလမ်ပူကနေပေကျင်းမြို့ကိုထွက်ခွာလာတဲ့အချိန်မှာပျောက်ဆုံးသွားခဲ့ရလဲဖြစ်ပါတယ်။ရှာဖွေမှုတွေပြုလုပ်နေတဲ့အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းရဲ့ area စတူရမ်းမိုင်4600အတွင်မှာဖြတ်ချလင်းရင်ပြန် MH370 ကိုရှာဖွေမတွေ့ရှိခဲ့ဘူးလို့ Australia မလေးရှားနဲ့တရုတ်သုံးနိုင်ငံကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ MH370 ကိုရှာဖွေမှုမှာအကောင်းဆုံးသိပ္ပံနည်းပညာတွေကိုအသုံး ုံးပြုပြီးအရေးအသွေးမြင့် professional တွေရဲ့အကြံဉာဏ်ကိုရယူခဲ့ပေမဲ့ရှာဖွေမှုအတွင်လေးရင်မြန်ကိုမတွေ့ရှိခဲ့ကြအောင်ဒါကြောင့်ပင်လယ်ရေအောက်ရှာဖွေမှုတွေကိုအဆုံးသတ်တော်မှာဖြစ်ကြောင်းကြေညာချက်တွေမှာဖော်ပြထားပါတယ်အခုအချိန်ကြီး MH370 နဲ့ပတ်သက်ပြီးအိန္ဒိယသမုဒ္ဒရာအနောက်ပိုင်းကမ်းရိုးတန်းတွေမှာရှာဖွေတွေ့ရှိခဲ့တဲ့အပျက်စီးအပိုင်းစာ၃ခုကိုသာ MH370 ဖြစ်တယ်လို့စစ်ဆေးရေးသမားတွေကအတည်ပြုခဲ့တယ်လို့ AFP သတင်းဌာနမှာဖော်ပြထားပါတယ်။ ိန္ဒိယအနောက်ပိုင်းကမ်းရိုးတန်းမှာလည်းအခြားအပိုင်းစာတွေတွေ့ရှိခဲ့ပေမဲ့ MH370 မှာဖြစ်တယ်လို့အတိမပြုနိုင်ခဲ့ကြောင်းကိုလည်းသိရပါဗျ။